your prediction in 2025 April ပေါ့နော်ဒီ2025 April ဒီ data ဘိုင်းဆိုတဲ့ကာလမှာကိုယ့်ဘဝထဲမှာဘယ်လိုအကြောင်းအရာမျိုးတွေကြုံတွေ့လာမှာလဲဆိုတော့တက်ကပ်ဘိုင်းဒီနေ့ကိုကျွန်တော်တည်ရလုပ်ပြီးမှဖြစ်ပါတယ်ဆိုတော့အာဒီလောက်ထိဖြစ်ပြနေတဲ့အခက်အခဲမျိုးတွေအာလူတိုင်းနှိပါလဲတည်ပြီးသားပေါ့နော်လက်တလုံးမှာကြုံတွေ့နေတဲ့အခက်အခဲတွေကြောင့် စိတ်ပိုင်းဆိုင်ရာမှာအဆင်ပြေဖြစ်နေတဲ့သူအများစုကိုမြင်ရတယ်။ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းအရင်ကြီး strong ဖြစ်နေလားအရင်တက်မှနေလားဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းမတက်မှောက်ဒါပေမဲ့စိတ်ညစ်စရာတွေရှိမယ်ဆိုရင်စိတ်ညစ်စရာကြီးပဲကောင်းလဲသွေး၊ဝမ်းလဲစရာတွေပဲကောင်းလဲသွေးရင်သွေးရင်းနဲ့ဆိုရင်ကိုယ့်အတွက်တခြားအရာမျိုးတွေကိုအားမဆိုင်နိုင်လို့ပေါ့နော်ဒါကြောင့်မလို့ဒီဟာကို entertainment ဖြောပြမှုတစ်ခုနဲ့နေတော့၎င်းကိုယ့်ရဲ့စိတ်ကိုဒီလိုတန့်စင်တဲ့အနေနဲ့တော့၎င်းကျွန်တော်တတ်နိုင်ဆုံးနဲ့အဆင်ပြေအောင်လို့ပက်ကက်ပိုင်းရီတင်လေးတည်းရဲ့လုတ်ပြီးမှ ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလေးလပိုင်းအတွင်းမှာဘာတွေဂျုံလာမှာလဲဆိုတော့ pick up by reading အတွက်ကျွန်တော် group လေးတုံးခုခွဲပြီးမယ်အချောင်းရကိစ္စကလေးအာဘာလဲဆိုတော့တကဘာလုံးမီးလောင်နေရပေါ့နော်သဘောတူကတကဘာလုံးမီးလောင်နေရအချိန်မှာကိုဘာလိုက်လောင်မယ်သူများပုံလို့ကိုလည်းလိုက်ပုံမယ်ကိုကလည်းကိုအေးစင်းနေတော့မှာပဲသူများနေရအေးစင်းနေနိုင်တာလားဒါတော့ဖြစ်ပြနေရတောင်ဆိုရင်တော့မှပြောရင်တော့မှဟိုသူတို့တိဖို့မတိဖို့ထက်လေကိုကိုယ်တိုင်အေးချမ်းရပြီးသီလားအေးချမ်းဆိုတာလေဥပ္ပခါပြုခိုင်းလာမျိုးမဟုတ်ကိုအတိုင်းလျာတစ်ခုမှာ ခံစားရတယ်ခံစားဝမ်းနေတာလည်းဝမ်းနေကိုဘက်ကတိုက်နေတာလည်းကိုပေါ့နော်ပြီးတော့ဒီယာကြီးကိုပဲကောင်းနေ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 ခဏခဏစက်တိုက်ကြီးတွေးနေမယ်ဆိုရင်ကိုရဲ့စိတ်မှာအဆင်မပြေတာမျိုးတွေများလာမယ်များလာတာနဲ့အများကိုရဲ့အရေးကြီးတဲ့အရာမျိုးတွေကိုတကယ်အချိန်ကြီးကောင်းသွားပြီဆိုတဲ့အချိန်ကချိန်လက်လွတ်မှာဆိုရဲပေါ့နော်ဒါကြောင့်လောက်ကြာရှိတာလဲလောကိုဘက်ကနေနိုင်လဲဝင်လဲထန်ကိုပြီးတော့အာကိုကနေပြီးတော့အာယုံဆိုင်ချာရှိတဲ့ကိစ္စမျိုးလဲအာယုံဆိုင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီရက် ပစ်ကပ်ပိုင်းဝီတင်လေးကိုကျွန်တော်နဲ့တူတူ group တုံးခုခွဲကြမယ်ဒီတလလီလာပိုင်းမှာဘာတွေဂျုံတွေးလာမလဲဘာတွေပြောင်းလဲသွားမလဲဆိုရက်ဝီတင်လေးတွေ့ပေါ့နော်ဒါလေးကဒီ region အတွက် group 1ဒါလေးကဒီ region အတွက် group 2ဒါလေးကဒီ region အတွက် group 3ဒီလာပိုင်းတွေမှာဘာတွေဂျုံတွေးလာမလဲဘာတွေပြောင်းလဲသွားမလဲဆိုရက်ပစ်ကပ်ပိုင်းဝီတင်အတွက်ဒါလေးက pine 1ဒါလေးက pine 2 ဒါလေးကပိုင်း3ပါဆိုတော့ကိုနဲ့ energy ကြိုက်မဲ့တဲ့နဲ့ဟာကိုနဲ့အဆင်ပြေမဲ့တဲ့နဲ့ဖိုင်တစ်ခုကိုယူပေးပါခဏလေး reading မှာအလုံးကိုပြန်လည်တွေ့ဆုံးကြပါမယ်ဗျာ Okay အဓိကကျတော့ဒီမှာပါနေတဲ့ဖိုင်1ထဲမှာအဓိကပါနေတဲ့စိတ်ပိုင်ရှင်ညာဘယ်လိုလေးဖြစ်နေလဲဆိုတော့ အမှန်တရားကိုမျက်နှာ ਨੇ ပြီးတော့အခုဖြစ်ပြနေတဲ့ဖြစ်ပြမျိုးတွေလက်တော်ကြုံသိနေတဲ့အရာမျိုးတွေ ਨੇ ကိုယ့်ရဲ့ personal case ကိုယ့်ရဲ့ပုံကိုယ်ရေးဘဝမှာကိုယ့်ရဲ့ပုံမှန်ဘဝဖြစ်တဲ့နေတဲ့အချိန်ဒီခုမှာအမှန်တရားနဲ့ပတ်သက်ပြီးတော့ခါကြတော့နိမ့်မဲ့တာဖြစ်စေခြင်းနဲ့ fair ဖြစ်စေခြင်းနဲ့သူမျိုးတွေကအများကြီးပါနေတယ်ပြီးတော့ဒီတလားဆိုတဲ့ကာလမျိုးမှာအကြောင်းတရားကြောင့်အကျိုးဖြစ်လာတဲ့ဆိုတဲ့ခံစားချက်မျိုးရလာလိမ့်မယ်ပေါ့နော်ကိုယ်အရှိမလုပ်ခဲ့ဘူးတဲ့အရာမျိုးအာကိုယ့်ရဲ့ အသိကဖြစ်လုတ်ခဲ့ဘူးတဲ့ကောင်းလာတီတော့၎င်းမကောင်းလာတီတော့၎င်းအသိကဖြစ်လုတ်ခဲ့ဘူးတဲ့အရာတွေအလုံးကိုဒီလီလာပိုင်းဆိုတဲ့ကာလမျိုးမှာအကြောင်းကြောင့်အကျိုးတရားပြန်လည်ဖြစ်သွင်းလာတယ်ဆိုတဲ့ခန်းစားချက်မျိုးတွေရလာလိမ့်မယ်ပြီးတော့ပုံမှန်ထက်ကို တိတိတတကြီးဘာသာရေးပိုင်းမှာပြီးတော့ဒီအမှန်တရားဆိုရယ်အမှန်တရားဖက်မှာယက်တည်နေတယ်ဆိုရယ်အပိုင်းမျိုးတွေမှာကိုကစိတ်ကံစားချက်ပူပြီးရောက်လာတယ်ဆိုရယ်အခြေအနေမျိုးတွေမှာရှိတယ်လူပုဂ္ဂိုလ်ကြားထဲမှာကိုကရောက်နေတာမျိုးအကြောင်းအရာကိစ္စတွေဖြစ်လာပြီးဆိုရင်ကိုကဂျားထဲကနေပြီးတော့ပြည်လဲစီခြင်းနဲ့ဖြည့်ရှင်းစီခြင်းနဲ့ကိုရဲ့ခေါင်းမော်ကိုကိုတာဝန်ထမ်းစီခြင်းနဲ့သူမျိုးတွေကဒီထဲမှာပူပြီးတော့ပါတယ်ပေါ့နော်ဆိုတော့ဒီရဲ့ဒီလိလပိုင်းဆိုရယ်ကာလမျိုးမှာကိုရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ခါကြတော့ လှုပ်ရှားရှိတဲ့အလုပ်ကိုအဆက်လှုပ်သွားဖို့တော့လိုလိမ့်မယ်ကိုလှုပ်ရှားရှိတဲ့အရာမျိုးတွေကိုဆက်လှုပ်သွားမယ်ဆိုရင်တော့အောင်ပွဲစနိုင်လိမ့်မယ်ပြုတ်ဘောဆောင်တဲ့အရာမျိုးတွေများလာလိမ့်မယ်တချို့ဆိုရင်ဒီလီလာပိုင်းနဲ့ဒီလာပိုင်းအထက်ကာလမျိုးမှာကိုယ်တည်းတရင်စကားကောင်းစောင့်နေတာမျိုးတွေကိုယ်တည်းငွေရေးကြီးရဲ့အလုပ်ကန်စသဖြင့်စောင့်မျှော်နေတဲ့သူမျိုးတွေပါလိမ့်မယ်ဒီလိုလိုမျိုးတွေဆိုရင်တော့ကိုယ်တည်းအောင်မြင်မှုသကန်းကိုပုံပြီးတက်လန်းနိုင်မယ်ဆိုတဲ့အခြေအနေမျိုးတွေမှာရှိတယ်အမန်တရားနဲ့ပတ်သက်ပြီးတော့ပုံပြီးမျက်နှာတက်တဲ့ခံစားချက်မျိုးတွေရလာလိမ့်မယ်ပြီးခါကြရင်ကိုကအာ မိဘနဲ့တငယ်ချင်းကြားဖြစ်ဖြစ်တမောမဟုတ်ရင်လည်းတငယ်ချင်းနှစ်ယောက်ရှိနေမှာပဲတယောက်ကစိတ်ကံစားချက်ကဒီလိုတယောက်ကဒီလိုဖြစ်နေတယ်နှစ်ယောက်ကမသေးကြဘူးဆိုရင်တော့ပဲကိုကဂျားဝင်ဖြည့်ရှင်းပေးရတဲ့ပုံကူတယောက်အနေနဲ့ဖြစ်လာလိမ့်မယ်အမှန်တရားကိုမျက်နှာတွေစိတ်မျိုးတွေနဲ့ပုံမှန်ထက်ကိုအာဒီရဲ့ဘဝအတွေ့အကြုံကပြီးတော့ကိုယ့်ရဲ့ကြုံနေစဉ်ပြဿနာမှာကြုံတွေ့နေရတဲ့အကန့်မျိုးတွေကမိမတတနဲ့အာတမာလေးရှိရှိတွင်းနိုင်တဲ့သူမျိုးစိတ်အေးချမ်းသာတဲ့ပုံစံမျိုးတွေနဲ့ပြောင်းလဲသွားမယ်ဆိုရက်လက်မိတ်လေးတွေကိုလည်းဒီရဲ့ဖိုင်ဝဲမှာတော့မြင်ရပါတယ်ခင်ဗျာ အတိတ်ကနေကိုလုတ်ခဲ့တဲ့အကြောင်းအရာမျိုးတချို့ပြီးတော့ကိုကတငယ်ချင်းနဲ့ဖြစ်ဖြစ်မိသားစုနဲ့ဖြစ်ဖြစ်စီးပွားရေးကိစ္စမှာဖြစ်ဖြစ်အကြောင်းအရာကိစ္စတချို့နဲ့ပတ်သက်ပြီးတော့ရည်ရွယ်ချက်ရှိပြီးတော့ဖြစ်ဖြစ်မဟုတ်မမှန်တာမျိုးတွေတချို့လုတ်ခဲ့တယ်အတချို့အမှန်တရားတွေကလက်ခံရခက်လို့ကိုကအမှန်တရားတိုင်းမပြောဘဲနဲ့ဖုံးဖိခဲ့တဲ့အရာမျိုးတချို့ကဒီလက်တလုံးမှာပြန်လဲပေါ်လာတက်တဲ့ဒီလီလာပိုင်းဆိုတဲ့ကာလမျိုးမှာအမှန်တရားတချို့ကိုလုတ်ခဲ့ပူတဲ့အမှန်တရားတချို့ပြန်လဲပေါ်လာတက်တဲ့ဒါကြောင့်အာလက်ခံနိုင်တဲ့အမှန်တရားဆိုရင်တော့အဆင်ပြေတယ်ကိုလက်မခံနိုင်တဲ့အခြေအနေမျိုးအနေအထားမျိုးကိုရဲ့စိတ်ကမပြင်းစင်သေးရသေးတဲ့ အမှန်တရားတချို့အတိတ်ကအမှန်တရားတချို့ပြန်ပေါ်လာတတ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့စိတ်ကိုဒီရဲ့ပြဿနာတွေပြီးတော့ပြဿနာမဟုတ်လဲဒီရဲ့အမှန်တရားတချို့ပြန်ပေါ်လာရင်ငါဘလို့စိတ်နဲ့ဖြေရှင်းမလဲဆိုရဲအသွေးမျိုးကိုတော့တခါတဲ့အခုကလေးကကြိုသွေးထားရင်တော့ပို့ပြီးအဆင်ပြေပါလိမ့်မယ်ခင်ဗျာဆိုတော့ဒါကဒီဖိုင်ဝန်သမားလေးတွေအတွက်ဒီလပိုင်းဆိုရဲကာလာမျိုးမှာဗာပြီးကြုံတွေ့လာမှလဲဆိုရဲ in general overall pick up and reading လေးဖြစ်ပါတယ် personal reading page channel ဆိုရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram number ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်ပြီးတော့ဒီကာလမှာစိတ်ခံစားချက်အစမပြေရာမျိုးတွေပြီးတော့အခက်အခဲတွေရှိနေမှဆိုရင် ကွန်မန့်မှာဗားခက်ခဲတွေရှိလဲဘယ်လိုတွေကကိုယ်အတွက်အဆင်ပြေခြင်းလဲဘယ်လိုစကားမျိုးတွေကြားခြင်းလဲဘာတွေခက်ခဲရှိလဲဆိုတာကိုလည်းကျွန်တော်ကိုမှန်းခဲပြီးပါကျွန်တော်တတ်နိုင်သမျှအကူအားစိတ်အားနဲ့ပြန်လဲပြီးတော့တစ်ခုမှကြာအကုန်လုံးပြန်လဲဖြေချပေးပါမယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာနဲ့ပေးရင်လုံခြုံပြီးတော့ကိုယ့်ရဲ့ရှေးရှောက်မဲ့ဘဝတစ်ခုလုံးမှာလည်းအခက်အခဲနောက်ရှာတာစီမရှိကြော်လာနိုင်ကြပါစေလို့ကျွန်တော်ဒီညကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ဗျာ Hello Pine 2 Lady အားလုံးမင်္ဂလာပါ ဒီလေးလပိုင်းအတွင်းမှာဘာတွေကြုံသိလောက်မှာလဲဆိုတော့သူတစ်ဖက်ကတငယ်ချင်းပေါင်းတင်တငယ်ချင်း အာမိတ်ဆွေဆက်သဖြင့်မိတ်ဆွေတငယ်ချင်းပေါင်းသင်းတွေနှစ်ဦးနှစ်ယောက်ထပ်ပို့ပြီးတော့တန်ရောစင်စိတ်တွေပို့ပြီးခိုင်လာလိမ့်မယ်ဒီကျွန်တော်တို့ဖြစ်ပြနေတဲ့ဖြစ်ပြသူကြောင့်ကိုယ့်ရဲ့စိတ်ခံစားချက်မှာကောခလက်ရှိအချိန်ဒီပေါ့နော်မနေ့ပြန်တဲ့ဘက်ခါဆိုတော့မြေထလက်ရှိအချိန်ဒီပို့ပြီးတံပိုးထားတက်လာလိမ့်မယ်တငယ်ချင်းတွေကလည်းကိုယ်ပို့ပြီးခင်သွဲလာတာမျိုးတွေကိုယ်လည်းခံစားမိလိမ့်မယ်ပုံမှန်မှာမပြောဖြစ်မခေါ်ဖြစ်ဖြစ်နေတဲ့မိသားစုမျိုးတငယ်ချင်းမျိုးပေါင်းသင်းမျိုးတွေကလက်တလောမှာကိုယ်နဲ့ပတ်သက်ပြီးလက်တလောဆိုတာဒီလေးလာပိုင်းတမှာကိုယ်နဲ့ပတ်သက်ပြီးအလုံးဝ close ဖြစ်လာလိမ့်မယ်အရင်တနည်းဖြစ်လာမယ်ဆိုတဲ့အချိန်ဒီမျိုးတွေမှာရှိတယ် မပြည့်လည်နေတဲ့ဆက်ဆံရေးမျိုးတွေဆိုရင်ကိုကိုကိုကလည်းမာနာမရှိဘူး၊သူကလည်းမာနာမရှိဘူးဆက်သဖြင့် any situation ပေါ့နော်ဘလို relation ဘလို့အခြေအနေမျိုးပါပဲဖြစ်ဖြစ်မပြည့်လည်နေတဲ့ဆက်ဆံရေးမျိုးတချို့ဆိုရင်ဂျားထဲကနေလူတစ်ယောက်ကပြန်လည်ဖြစ်ရှင်းသွားပြီးလို့အဆင်ပြေလာတဲ့မျိုးတွေပြန်ပြီးတက်မြတ်တာမျိုးတွေကြုံလာမယ်ဆိုတဲ့အခြေအနေမျိုးတွေမှာရှိတယ်တကယ်ချင်းပေါင်းတဲ့နေနဲ့ပတ်သက်ပြီးတော့ပို့ပြီးအကျိုးပြလာလိမ့်မယ်ဆိုတဲ့အခြေအနေမျိုးတွေမှာလည်းရှိတယ်။ကိုယ့်ရဲ့စိတ်ထဲမှာချစ်ချင်တဲ့ရာကို လက်ကင်ထားတက်လာလိမ့်မယ်။အာ အတတွေမမနာတွေကိုရှော့ချလာနိုင်ပြီးတော့အတအဆွဲမရှိတော့ဘူးငါဆိုရဲအတအဆွဲဒါဖြစ်နေလို့ဆိုရဲအတအဆွဲမျိုးမရှိဘဲနဲ့ဘဝကိုအလို freelance ဖြစ်ဖြစ်နဲ့ပေါ့ပေါ့ပါပါတွေးနိုင်လိုက်တော့မယ်ဆိုရဲအချိန်မျိုးတွေမှာရှိတယ်ပြောရမယ်ဆိုရင်စိတ်ကံစားချက်မှာအပုံမှန်မှာစိတ်ကံစားချက်ကနေမလွတ်မြောက်သေးဘူးဆိုရင်တော့မှာပဲစိတ်ကံစားချက်ကနေပြီးတော့လွတ်မြောက်လာလိမ့်မယ်လောဘဒေါရမောဟတွေဆိုရဲစိတ်မျိုးကိုဆွန့်လွတ်နိုင်ပြီးတော့ အာလေလီရှူအပြစ်ခါပြတ်တဲ့အခြေအနေတခုထိရောက်သွားလိမ့်မယ်စိတ်ခံစားချက်ကပုံမှန်ထက်ပေါ့ပါပြီးတော့အာအဆင်ပြေနိုင်မယ်ဆိုတဲ့အခြေအနေမျိုးတွေအများကြီးရှိတယ်မိဖက်အပေါင်းသင်းစားသဖြင့်စီးပွားရေးလုပ်ငန်းတွေမှာနှုတ်ဦးနှစ်ယောက်ထပ်ပိုးတဲ့လုပ်ငန်းမျိုးတွေစီးပွားရေးဆက်သူလုပ်ငန်းမျိုးတွေအကျိုးပေးလာလိမ့်မယ်ဒါပေမဲ့ ဒါကကျတော့ဆောင်ရံပေါ့နော်ဆောင်ရံတခုကကျတော့ဗာလဲဆိုရင်အကက်နေကိုမရောဖို့လို့လိမ့်မယ်စီးပွားရေးနဲ့လူမှုရေးအကက် personal နဲ့ professional အကက်မျိုးတွေကိုလုံးစီရရှိတာကိုပုံမှန်လုပ်ပါပြီးတော့အကက်မယွန်းနေပေါ့နော်အားနာတတဲ့စီကိုခဏဖြောက်ပြီးတော့စီးပွားရေးအကက်ဖြစ်ဖြစ်စီးပွားရေးနဲ့လူမှုရေးမယွန်းနေပြီးတော့မိသားစုရေးနဲ့လူမှုရေးမယွန်းနေအကန့်တကန့်တကန့်စီအကန့်ညီခွဲဖို့လိုလိမ့်မယ်အဓိကကျတော့ဒီအရာတွေကိုအာရှောင်ရံဆောင်ရံအနေနဲ့မှတ်ထားရင်တော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပြီးတော့နောက်တစ်ခုကဒီကာလမျိုးတွေမှာ single လေးတွေ post ဝင်တော့ချစ်တူဗီဇာရလာလိမ့်မယ်ချစ်တူဗီဇာမရရင်တော့မှာပဲပုံမှန်ထက်လုံခြုံနဲ့ဆက်ဆံရေးမျိုးတစ်ခုကိုပွားတွေကိုဝင်လာမယ်ဆိုရက်အခြေအနေမျိုးတွေမှာရှိတဲ့မကောင်းတဲ့လွမ်းမိုးတဲ့ negative energy တွေ influence တွေကကိုယ့်ရဲ့ energy ကိုအာဒါတိခိုက်နိုင်လို့ပဲနဲ့ positive ဆန်တဲ့ပြုတပေါ်ဆောင်တဲ့အရာမျိုးတွေကကိုယ်နဲ့ variable ဖြစ်ပြီးတော့အဆင်ပြေမယ်ဆိုရက်အခြေအနေမျိုးတွေကတော့ဒီရဲ့ပိုင်းထူးထက်မှပို့ပြီးတော့ပါပါလေခင်ဗျာဆိုတော့ဒါကဒီလေးလပိုင်းမှာကိုယ့်ရဲ့ ဘဝထဲမှာဘာတွေပြောင်းလဲသွားမှာလဲဘာတွေဂျုံသိလာမှာလဲဆိုရယ်ပက်ကပိုင်းပြီးတင်ပြီးပဲဖြစ်ပါတယ် personal intimation နဲ့ဆိုရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram နဲ့ဘက်ကနေဆက်သွယ်လို့ရပါတယ်ပြီးတော့ဒီလက်တလုံးမှာဂျုံသိနေတဲ့အခက်အခဲတွေအခြေအနေတွေအကြောင်းကိုယ့်ရဲ့စိတ်ကံစားချက်အဆင်မပြေနေဘူးဆိုရင်လည်းကိုမမဘာတွေအခက်အခဲရှိနေလဲဘယ်လိုအကြောင်းရမလဲသိချင်တယ်ဘာတွေခက်ခဲနေတယ်လဲဆိုတာကိုတယောက်နဲ့တယောက်ပြန်လဲဖိမှဖို့အတွက်မန့်ခဲ့ပြီးဖို့မြေတိုင်းရခံပါတယ် ဒီရက်ဒီနေ့ဒီအချိန်ကနေစပြီးတော့ကိုယ့်ရဲ့ဘဝမှာဖြတ်သန်းရတဲ့ကာလတစ်လျှောက်လုံးမှာအနောက်ရှက်အသားကြီးဆိုတာအမရှိတဲ့စကားမကြားရပဲနဲ့စိတ်ချမ်းသာကိုကျမ်းမာနဲ့အဆင်ပြေပြေဘဝကိုဖြတ်သန်းနိုင်ကြပါစေ။ပေးကမ်းနိုင်တဲ့လက်တစုံဖြစ်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေပြီးတော့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။အားလုံးပဲတရားပြောရှင်ကြပါစေဗျ။ Hello ပိုင်း treat we alumni glava ဆိုတော့ဒီ April လာတလာတမပါရီဂျုံသွေးလာမှာလဲကိုပွားထဲမှာပါရီပြောင်းလဲသွားမှာလဲဆိုရယ် pickup ပိုင်းဝီတင်လေးဖြစ်ပါတယ်အဓိကကျတော့ဒီပိုင်းကိုယူရတဲ့သူလေးလေဒီပိုင်းမှမဟုတ်ဘူးကျွန်တော်ဒီရချိုးနေတဲ့ region ထဲမှာမြင်သမျှအားလုံးကစိတ်ကံစားချက်မျိုးတွေမှာတည်ငြိမ်ချက်လာမဲ့သူမျိုးတွေစိတ်ကို healing လုပ်တတ်လာလိမ့်မယ်အလိုအအကြောင်းကြောင့်အကျိုးဖြစ်တယ်ပြီးတော့နောက်တစ်ခုကပါလဲဆိုတော့ accept the saturation and move on with the mind ဆိုရဲအခြေအနေဒီကိုလက်ခံနိုင်ပြီးအပြုံနဲ့ရှင်းစနိုင်မယ်ဆိုတဲ့အခြေအနေမျိုးတွေမှာရှိတယ်။ဒီလေးလပိုင်းမှာဘာဖြစ်လာမှာလဲဆိုတော့ကိုယ်အတွက်ပညာရေးအကန့်နဲ့ပတ်သက်တာမျိုးတွေအကန့်ခြားသဖြင့်ပညာရေးအဓိကပညာရေးပညာရေးနဲ့ပတ်သက်ပြီးတော့ခါကျတော့ ကာလတကြာဆောက်ဆိုင်ထားတဲ့ကိစ္စမျိုးတွေဆိုရင်အဆင်ပြေလာလိမ့်မယ်ပြီးတော့ဒီကာလအတွင်းမှာကိုယ်တို့ဘယ်ရာကအဆင်ပြေလာလဲကိုယ့်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာမှာစီကံပိုင်းဆိုင်ရာမှာပညာရေးပိုင်းဆိုင်ရာမှာဘာလို့လိုအချက်ရှိနေလဲဆိုတော့ myself တစ်ခုကိုကိုယ့်ရဲ့ရင်ထဲအသေးစိတ်နှလုံးထဲမှာထည့်ထားနိုင်လိမ့်မယ်ပေါ့နော်ပြီးတော့ဒီအရာကိုပဲစိတ်ရှိရှိနဲ့ပုံမှန်မှာစိတ်မရှိတတ်တဲ့ခံစားချက်မျိုးတွေတငယ်ချင်းပေါင်းသင်းနေမှာဖြစ်ဖြစ်စိတ်မရှိတတ်တဲ့ကိုယ်ကဒီလိလပိုင်းဆိုတဲ့ကာလမျိုးမှာတိတိတသားကြီးစိတ်ကံစားချက်ကအဆင်ပြေလာလိမ့်မယ်ကိုယ့်ကိုအမြဲတမ်းကူညီမဲ့လူပုဂ္ဂိုလ်နှစ်ဦးနှစ်ယောက်ထက်နှစ်ဦးနှစ်ယောက်ပေါ့နော်နှစ်ဦးနှစ်ယောက်နဲ့နှစ်ဦးနှစ်ယောက်အထက်ပေါ်လာလိမ့်မယ်ဆိုတဲ့အခြေအနေမျိုးတွေမှာရှိတယ် တချို့လူခါကျတော့ကိုယ့်အတွက်လိုအပ်တဲ့အခြေအနေမျိုးတွေကိုလုပ်ပေးလိမ့်မယ်တချို့ကျတော့ကိုယ့်အတွက်အဓိကလိုအပ်ချက်ကြတဲ့အခြေခံတွေကိုပဲပြုလုပ်ပေးပြီးတော့ကိုယ့်ရဲ့ဘဝကိုရှိကိုတုံးပို့ပေးမယ်ဆိုတဲ့အခြေအနေမျိုးတွေမှာရှိတဲ့ကိုယ့်ရဲ့စိတ်ကပုံမှန်ထက်ကို healing ဖြစ်လာလိမ့်မယ်ပုံမှန်ထက်စိတ်ရှိတဲ့စိတ်မျိုးဝင်လာလိမ့်မယ်စိတ်မရှိရင်တော့မှပဲကိုယ့်ရဲ့မရှိတဲ့စိတ်ကိုဆွဲဆန်ထားဖို့လိုလိမ့်မယ်စိတ်မြင်လက်မြန်ခံစားချက်ကိုဖျောက်ဖို့လိုမယ်ပေါ့နော်ရက်ဝင်နဲ့ပတ်သက်ပြီးတော့စောင့်မျှော်နေတဲ့တင်စကားကောင်းများရှိနေကြလားရှိနေလားရက်ဝင်နဲ့ပတ်သက်ပြီးစောင့်မျှော်နေတဲ့တင်စကားမျိုးရှိတယ်ဆိုရင်တော့ ကိုကြားရှင်တဲ့တင်စကိုင်းမျိုးကြားလာလိမ့်မယ်ကာလာတန်ကြာစူးစမ်းထားရတဲ့အခက်အခဲမျိုးကာလာတန်ကြာဆောက်ဆောင်ရတဲ့ကိစ္စမျိုးကာလာတန်ကြာစောင့်မျှော်နေရတဲ့ကိစ္စမျိုးတွေဆိုရင်မကြခင်ကာလာမှာကိုမျော်လင့်နေတဲ့အတိုင်းအတာတစ်ခုအတိုင်းပျော်ရှင်ရမယ်ဆိုရဲအချင်းညမျိုးတွေမှာရှိတယ်ပြီးတော့ဒီလီလာပိုင်းဆိုရဲဧပြီလအတွင်းမှာတချို့ဆိုရင်လက်ဆောင်ပစ္စည်းတွေရပြီးသားအောင်ဖြစ်လိမ့်မယ်ကိုယ်တော်အမတ်တရားဆိုပြီးတော့မဖို့ပေးတာမျိုးဖြစ်ဖြစ်လက်ဆောင်ပစ္စည်းရတာမျိုးဖြစ်ဖြစ်ကြုံကြလိမ့်မယ်အကယ်၍မရသေးရင်တော့ပဲစိတ်မဖူပါနဲ့လက်ဆောင်ပစ္စည်းတချို့ကိုယ်တော်ဆိုပြီးတော့မမထင်မဲ့ပဲရောက်လာမယ်ဆိုရဲအချင်းညမျိုးတွေမှာရှိတယ် ော်တော်များများစိတ်ရက်ခံစားချက်မှာစိတ်အလိုအကျမလိုက်တော့ပင်နဲ့ဘယ်ရာကဖြစ်တင်တာလဲဘယ်ရာကဖြစ်ချင်တာလဲဆိုတော့ကိုအကြောင်းနဲ့ချူဆက်ဆက်ပြီးတွေးနိုင်တော့မဲ့စိတ်ခံစားချက်မျိုးတွေဒီလဘက်မှာရောက်လာမယ်ဆိုရက်အခြေအနေမျိုးတွေမှာရှိပါတယ်စောင့်မျှော်နေတဲ့အရာမျိုးတွေရှိနေအောင်မယ်စောင့်မျှော်ရအောင်မယ်ဆိုရင်တော့စိတ်ရှိရှိနဲ့ကိုယ်စိတ်ကိုဆွဲဆန့်ပြီးတော့စောင့်မှာကိုမျှော်နေတဲ့တဲ့င်းစကားမျိုးနဲ့ကိုယ်စိတ်ကို healing လုပ်ပြီးသွားနိုင်လိမ့်မယ်ဆိုရက်အခြေအနေမျိုးတွေကတော့ပိုင်းကြီးမှာပို့ပြီးတော့မြင်ရပါတယ်ခင်ဗျာ လက်တလုံးမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်မျိုးတွေအကြောင်းကိုယ့်ရဲ့စိတ်ကံစားချက်မှာအခက်ခဲနေတာမျိုးတွေမတင်မကြဖြစ်နေတာမျိုးတွေစိတ်ကဝန်ကျက်နေတာမျိုးတွေဆိုရင်ကျွန်တော်လည်းတူတူရင်ဖွင့်လို့ရတယ် comment မှာဘလို့အခက်ခဲမျိုးတွေရှိလဲဘာတွေသိရှင်လဲဘလို့အရာတွေရင်ဆိုင်ရခက်နေလဲဆိုတာကိုမှန်ခဲ့ပြီပေါ့နော်ပြီးတော့ကျွန်တော်တတ်နိုင်တဲ့ဘက်ကနေပြီးတော့စိတ်အားကိုအားနဲ့ကျွန်တော်တခုမှချန်အကုန်လုံးပြန်လိုက်ဖြေချပေးပါမယ်တက်ရောက်ထဲခံစားရမျိုးထရင်ဖွင့်နိုင်မျိုးကပို့ပြီးအဖြေတစ်ခုပေါ်နိုင်နေပေါ့နော် ပြီးတော့ကျွန်တော်စီမှာဒီရဲ့ကျွန်တော်ရဲ့ free channel တိုက်ဆိုင်လို့ပါ channel rhythm me channel ဆိုရင်လည်း Viber နဲ့ Telegram နံပါတ်ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်ဒီရဲ့ဒီနေ့ဒီချိန်ကနေစပြီးတော့မရှိစကားမကြားရပင်နဲ့အခက်အခဲဒုက္ခမှန်သမျှကြွေကွင်းပြီးတော့အများကျုပ်ကိုပြုတ်နိုင်တဲ့ပေးကနိုင်တဲ့လက်လက်ဆောင်ဖြစ်ကြပါစေလို့ကျွန်တော်ဒီရက်ကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲတာယာပျော်ရွှင်တဲ့နှစ်သစ်လေးတွေကိုလည်းအမြဲတမ်းပိုင်ဆိုင်ကြပါစေဗျာ